ာလေဒီမှာဒီမှာဒီမှာဆင်းနေတယ်ထက်သေးရောက်နေပြီရှိစီနော်လက်တဆုပ်ကြပြီရှိရဲ့ဒီမှာမှာဟာဒီတော့ဒီမှာမှာဘူးတိုင်းရဆရာကြီးဆိုရင်ရောနေအာဒီကုဆိုရောနေနော်အာလူကြီးတိုင်းကြီးဆိုတော့ကျမတို့လုပ်မယ်ဆိုတော့တာမန်လူတင်ရော နော်ဥမာ Facebook user ပေါက်ပေါက်မြောင်မြောင်မဟုတ်ဘူးကျမတို့လိုပေါ့ဒီလိုမျိုးလေးအဲ social media ပေါ်ပါလေးပေါက်ပေါက်မြောင်မြောင်ဖြစ်တဲ့သူကပြောတယ်ဆိုလို့ရှိရင်ပို့ပြီးထိရောက်မှုအားလေးများတာပေါ့နော်ပို့ပြီးတော့မှလူတွေအများကြီးကိုသိတာပေါ့ဥမာအလင်ခံရမယ်အညာခံရမယ်ဘာညာပေါ့လေဆိုဒီတိုင်းပြည်မှာဖြစ်ပျက်နေတဲ့ topic တွေပေါ့အဲ့တော့တချို့ကပြောလဲဆိုတော့ဟိုဟိုဟိုလူဟိုဟာကိုပြောလေတဲ့သူတို့ပြောပါလား နော်ဟိုအောင်ပြောလीဆိုတော့သူတို့ပြောပါလားအမလေးဟိုအောင်ကြတော့တယ်မပြောဘူးတဲ့သူ့သူ့သူ့အဖမ်းခံရမှာဆိုလို့ရသူဒုက္ခရောက်မှာဟုတ်တယ်လीနော်လူဆိုတာဘောင်ရှိတယ်ပြောတင်ပြောတိုက်တဲ့ဘောင်ရှိတယ်ထိုင်ပြီးစဲနေုံနဲ့ဘာမှအကျိုးမဖြစ်ထွန်းလာပဲနဲ့စဲနေုံမျိုးနဲ့ကိုပဲဒုက္ခရောက်မဲ့ကိစ္စမျိုးဘာဖြစ်လို့ပြောမှာတော့ဟုတ်လား နော်လူအများအကျိုးရှိစေမယ့်စကားပြောမှာပေါ့အဲ့တော့တခါလေးကြလေယောက်ျားကပြောတယ်ဘာသာသာသနာနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့အဲကျမလေးအဲဒီလိုမျိုးပေါ့လေဟိုအကြောင်းဒီအကြောင်းညာလေးအဲ့လိုအလင်ခံမယ်အညာခံမယ်ဒီလိုမျိုးတွေပေါ့လေမနေနိုင်ဒီလိုပေါ့ဖြစ်ပြနေတဲ့ hot issue တွေကိုပြောတယ်ဆိုရင်မပြောနေတော့ပွားကြီးဖြစ်တယ်နောက်ပြီးတော့ဟိုလူဒီလူတွေပေါ့လို့ပဲစားနေတာလာပြီးတော့မှမတန်ပြောမတန်ဆိုနေဆဲဆိုနေတာတွေလည်းမအောင်မကြိုက်ဘူးမပြောနေတော့ तू ကဒီလိုပြောတယ် ကျမလည်းတခါလေးကြာရင်လေဟိုအရင်တော့ကတော့ရှက်တယ်အဲ့လိုမျိုးအစဲခံရရင်လေစိတ်ထဲမကောင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုကြာတော့လေကျမကကျွန်းတင်းသွားပြီတင်းကျင်တဲ့သူဆဲပစင်ကျမပြောလိုက်လို့မမတင်းရင်တိသွားလို့မလို့မတော်သေးတယ်မလုတ်ဖြစ်တော့ဘူးမမတင်းရင်မမတင်းပြောလို့မတိလို့မလို့မဝင်မတုံးလိုက်တော့ဘူးမမတင်းပြောလိုက်လို့တိလို့မလို့လေကျမအလိမ်မခံရတော့ဘူးဆိုရင်အဲ့လိုလူမျိုးတွေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ဆဲကျင်တဲ့သူတွေဆဲပစင် နော်ကိုပြောလိုက်လို့လူတယောက်ပဲအကျိုးရှိရဆိုရင်တော့မှပဲပြောမယ်ယောက်ျားကြီးမတားနဲ့တော့မရတော့ဘူးလေတင်းကလေးဒီလောကကြီးမှာအရန်ပြောနေစိတ်တည်းနေသူစဲပစီနော်အရန်ပြောနေပြီဒီလောကကြီးမှာမရတော့ဘူးပြောမှာနော်ဘာပဲဖြစ်ဖြစ်ကိုပြောလိုက်တဲ့တခွန်ညာမလို့မိသားစုတစုလူတယောက်အစဉ်ပြေသွားတယ်အဲအလိမ်မခံရဘူးအညာမခံရဘူးဒုက္ခမရောက်လိုက်ဘူးအတိအမြင်တွေပွင့်လန်းသွားတယ်ဆိုလို့ရှိရင်လေကျင်တဲ့ဆဲပလိစေ ဆဲတဲ့သူတွေနော်ဒီလိုပဲဘသူမှတရားရာဂိုင်းနှုံးတော့ချီးမွမ်းတဲ့သူရှိမှာမဟုတ်ဘူးကြိုက်တဲ့သူရှိမှာမဟုတ်ဘူးကိုလိုတာမန်လူမျိုးဆိုပိုဆိုးသေးရယ်လေဆဲတဲ့သူကလည်းသူ့အလုပ်သူလုပ်လိမ့်မယ်ဆဲစိပြောစရာရှိတဲ့ကိုကလည်းကိုယ့်ကိုပြောမယ်နော်ဆိုတော့ကျမလည်းကျမရဲ့ ကျမတို့ချစ်တဲ့လက်တဆုပ်စာပိတ်သက်ကလေးရှိပါတယ်ဟုတ်လားလူသားမောင်မြောင်များစွာနဲ့ကျမတို့ရှိချစ်တာတပေါင်းလည်းရှိခြင်းရှိမယ်တထောင်လည်းရှိခြင်းရှိမယ်တသိန်းလည်းရှိခြင်းရှိမယ်တသန်းလည်းရှိခြင်းရှိမယ်ဟုတ်တယ်လားအဲ့တော့ကျမတို့မုန်းတဲ့သူတွေကကျမပြောတဲ့စကားတွေကိုနားထောင်နဲ့ကျမတို့ချစ်တဲ့သူတွေမှာအကျိုးရှိတယ်ဆိုရင်တို့ကတို့ဆဲနေလဲကျမကခြေနဲ့တယ်ကြိုက်တယ်အဲ့တော့မရတော့ဘူးကျမဒီလောကကြီးမှာရမ်းပြောနေပြီเนาะကျမဒီလောကကြီးမှာရမ်းပြောနေပြီ